ီနေ့မှာဆိုရင်တော့ပြင်ဦးနဲ့ကိုရှောင်သွားသလို vibe ကိုအပြည့်ပေးနိုင်တဲ့ခြံကျဲကျဲအင်ဂျီတလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ location နဲ့ဆိုရင်တော့မြောက်တကုံ၄၆ရွာကမှရှိရဲသူတို့ဘာထူးလန်းကြောကတ်မှရှိပြီးတော့ဘုံမင်းအောင်လန်းကိုလည်းထည့်ပေါက်တဲ့အဓိကမိတ်လက်မတွေကိုပေါက်တဲ့အတွက်အချက်ချာကြတဲ့နေရာလေးမှာပဲရှိတဲ့အင်ဂျီတလုံးပေါ့။အရှိမဆိုရင်တော့မိတ်ဆွေတကယ်ချင်းတွေလာရင်ဖြစ်ဖြစ် AC ကပါကင်ထိုးလို့ရမယ်၁၀စီးလောက် AC ဆက်နဲ့ပြီးတော့ garden area လေးတွေထားပေးထားရဲရှင်းမနေအောင်လို့ တကယ်ဆိုရင် channel တက်တည်ကြာ channel ကဟိုဆိုရင်တော့ဆို slide တို့ကသုံးပေးထားတယ် channel ပတ်ပတ်လည်းမှာ brace suit တစ်ဆင့်ကားပေးထားပြီးတော့ဒီမှာဆိုရင်လည်းကားပါကင်ဒင်းက6စီလောက် AC ထိုးလို့ရရဲ့ speed သုံးပေးထားတာကိုတွေ့ရတယ်ဒီမှာဆိုရင်တော့ရင်ခွဲဘာကြတကားသုံးမိထားရဲ့တကားကိုနှစ်ဆင့်သုံးမိထားရဲ့ဒီမှာဆိုရင်လည်းသူကျွန်းရင်ခွဲတကားလေးသုံးမိထားတာကိုတွေ့ရတယ်။ကဲဒါလေးကတော့ဝင်ချင်းတွေ့ရမယ့်နေရာလေးပေါ့နော်။ဒီမှာဆိုရင်ပစ္စည်းလေးအလွယ်လေးတစ်ခု တင်လို့ရမယ်ပြီးတော့ lighting ကောင်းကောင်းဝင်ပြီးတော့အရန်ကိုမှချစ်ဖို့ကောင်းတဲ့အိမ်လေးရတယ်ချစ်ရှင်းသက်သက်လေးနဲ့ lighting ကောင်းကောင်းဝင်တဲ့ဒါလေးရော living room area လေးပေါ့ဘေးဘက်လည်းရာသူပြတင်းပေါက်တွေဆိုရင်လည်းတေချာကိုသုံးပြရတာတွေ့ရတယ်သူတန်ပန်းတစ်စင်းထက်ကပြရတယ်ဒီနေရာလေးဆိုတော့ပစ္စည်းလေးတင်လို့ရမယ်ပေါ့ကဲဒါလေးရတော့သူအောက်ဆုံးထပ်မှာအပါရဲ့ single room အခန်းလေးပေါ့နော်ဒီကနေဆိုလဲ living room area လေးကိုလှမ်းပြီးတော့မြင်ရတဲ့အပြင်ကိုသူတခန်းလုံးကိုကျွေပြတဲ့အပြင်ခင်းမိထားတယ်ဒီရထွက်လိုက်ပြီးဆိုတာနဲ့တွေ့ရမယ် kitchen room area လေး တော်တော်လေးကိုကျေတာကိုလည်းတွေ့ရမယ်ဒီမှာဆိုလဲတန်မတ်တစ်စက်ထက်ကပေးရတယ်မြန်မာတက္က23မီတာရဲ့ lighting ကောင်းဝင်တယ်ဒီနေရာလေးရတော့ dining room area လေးတုံးလို့ရမယ်ကဲဒီမှာဆိုရင်လွယ်လေးတစ်ခုသုံးလို့ရအောင်လို့ဖြေစင်လေးကိုအပြင်မှာသုံးပေးထားရယ်ဆိုမှန်လေးနဲ့ပစ္စည်းလေးတင်းဝအောင်လည်းတခြားသုံးပေးထားရယ်ဒါတွေကတော့ဆိုရေချိုးကတည်းကအခန်းလေး water heater သုံးပေးထားရယ်ရေကတော့ဆိုဂျိုးပြူတစ်မျိုးပဲရရယ်ပေါ့နော်ဒါလေးကတော့ပိုတိုင်းသေးတဲ့အခန်းလေးတစ်ခုလုံးကိုအောက်ကောပေးကောမှာခြွေပြားလေးအပြည့်ကပ်ပေးထားရယ်ကဲစကန်ဖလော်လေးဆိုတရှိအောင်နော် ဆိုနင်းပြားထောင်ပြားရဲ့အားလုံးကိုကြွေပြားရဲ့အပြစ်ခင်းပေးထားရယ်ဆိုဘေးလက်ကင်ဆိုလည်းတေချာခိုင်ခိုင်လို့ပေးထားရယ်စတိလက်ကင်ရင်းနဲ့ဦးတေချာလို့ပေးထားတာကိုတွေ့ရရယ်ကြတားလေးရတော့ဆို second floor မှာရှိရဲ့ဖခင်ကတော့ရှင်နေသူတွေအတွက်ဆိုရင်အရန်ကုန်မှာအဆင်ပြေတဲ့နေရာလေးပေါ့ဒီလိုမဟုတ်ရင်တော့သူတို့တခြား ကဲဒီမှာဆိုရင်ဒါလေးရတော့ဝန်နာထွက်တဲ့နေရာလေးပေါ့ဒီမှာဆိုရင်ရင်ခွဲကျွန်းတကားရဲ့ဘာကြတကားရဲ့23မီတာရဲ့ဝန်နာနေရာကိုအကျယ်ကြီးသုံးမီတာပြီးအရှိရ view လဲပွင့်တဲ့အပြင်ကိုလမ်းချေပေါ်မှာပဲရှိရဲခြံကျဲရတော့ပေ40 60ကျဲအိမ်လေးပေါ့နော်တော်တော်လေးဟိုမှာလဲကျဲဒီမှာဆိုလဲခုံလေးရထားပြီးအေးစင်းနေလို့ရမယ်မိသားစုတွေအေးစင်းစင်းညာဘက်ဒီအေးစင်းနေလို့ရမယ်နေရာလေးပြီးပြီးတော့ပြင်ဆင်ထားပေးထားမယ်ကဲဒါလေးရတော့ second floor မှာရှိရဲဒီဘက်ခြံလေးရတော့ single room ခြံလေးပေါ့နော်အရှိကနေရာလေးကိုလမ်းမြင်ရမယ် ဒီအခန်းလေးဆိုရင်လည်းဖះခန်းသုံးချိန်အရင်ကိုမှဆင်ပြေတယ်ဂီတာမှာဆိုလဲဆိုတော့ speed ကိုတခြားထားပေးထားပြီးတော့ဒီအခန်းလေးကတော့နောက်ထပ် single room ခန်းလေးပေါ့နော်ဒီမှာဆိုရင်တော့ single room သုံးခန်းနဲ့ master room တစ်ခန်းပါတယ်ဂီတာလေးကတော့ master room ခန်းပေါ့နော်မိသားစုနေတဲ့ချိန်ကျရင်အရင်ကိုမှဆင်ပြေတော်တော်လေးကိုမှကျဲချွေပြားတွေပြည့်ခင်းမိထားတယ် lighting ကကောင်းဝင်နေဒီကနေဆိုလဲ base shot lens ကိုမြင်ရတယ် base shot lens ဆိုရင်လည်းအကျယ်ကြီးသုံးမိထားတယ်ခင်ဗျာဆိုရင်ဒီမှာ ါလေးကတော့ဝရဏနေရာလေးပေါ့နော်ဆိုဒီမှာပဲဒီခန်းလေးမှာထားပေးရဲတွေ့ရမယ်ဝရဏနေရာလေးတော်တော်လေးကိုမှကျဲတဲ့အဝတ်တွေဆိုတော့ AC လှမ်းလို့ရမယ်ရေချိုးခန်းနဲ့ပိုးတိုင်းတွေ့ရခလေးလည်းပါမယ် water heater ကိုအခန်းတိုင်းတက်ပေးထားရဲပေါ့နော်ကဲအဆိုရင်ဆိုနောက်ဆုံးနေရာလေးကိုတွေ့ကြည့်ကြည့်ရအောင်เนาะဆိုနောက်ဆုံးထွက်တဲ့နေရာလေးဆိုရင်လည်းလိုပါကြတကားဆိုဒီလိုတကားနှစ်ဆင့် ဟိုတကားတိုင်းတကားတိုင်းကိုလို့ဘာညာတကားနဲ့ကျွန်းတကား၂ဆင့်စီသုံးမိထားတယ်ဒါလည်းရတော့နောက်ဆုံး view တွေပါကြည့်လို့ရမယ့်နေရာလေးပေါ့နော်အပေါ်မှာဆိုလဲအမိုးပါတဲ့အတွက်ကိုမိုးရွာရွာနေပူပူတော်တော်လေးကိုမှအဆင်ပြေတဲ့ခုံလေးရေးထားပြီးတော့သူတို့အဘာဘီကျူးတို့ဘာလို့လှုပ်ရှားတဲ့အချိန်ကြရင်မိတ်ဆွေတွေတငယ်ချင်းတွေလည်းမွေးနေ့တွေလှုပ်ပဲချင်းကြရင်အရင်ကမှအဆင်ပြေမယ်အမိုးနေရာလေးမှာဆိုလဲဒီလိုလေးသုံးမိထားရင် ရေစုံမိတ်ဆက်ပေးသွားရတဲ့ဒီအိမ်လေးရဲ့ဈေးနှုန်းကတော့3,600ဖြစ်ပြီးတော့စိတ်ဝင်စားရဆိုရင်တော့ PSN Property ဆက်သွယ်လိုက်ပါနော်အားလုံးကျေးဇူးတင်ပါတယ်ရှင်